ဒီကနေ့ဇွန်လ24ရက်နေ့နေပြီးတော့ပြောင်စုလွတ်တော်စည်းဝေးကိုမနက်ပိုင်းကတည်းကစတင်ကျင်းပနေပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေကိုဆွေးနွေးနေပါတယ်။ဒီကနေ့ပြောင်စုလွတ်တော်မှာဆွေးနွေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လွတ်တော်မှာသတင်းယူနေတဲ့သတင်းတောက်ကိုနေပြိုးဝင်းကိုနောက်တစ်ချိန်တိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်။အခြေခံဥပဒေတွေကဘယ်ပုံမှန်ဥပဒေတွေအဓိကပြင်ဆင်နေဆွေးနွေးနေကြလဲကိုနေပြိုးဝင်းရဲ့ဟိုဒီနေ့ဆွေးနွေးရတာ446ကာကွယ်ချက်ပတ်သက်ပြီးအဓိကအဓိကဒါဆွေးနွေးတယ်ခင်ဗျာ။ โอเคဆက်ဆက်ဆက်အနေဦးပြည်လည်းပြည်နိုင်ပြည်နိုင်မှုရှိရတယ်ပါရမညာ50ပတ်ဆက်မှုစလုံးလို့ခေါ်လို့ဟုတ်ကဲ့ဒီပါတီတွေကကိုယ်စားလှယ်ဘယ်နှယောက်ဆွေးနွေးဝင်ရလဲနောက်ပြီးတော့တက်ကကိုယ်စားလှယ်ရဲ့သဘောထားဘယ်လိုရှိလဲဗျဟိုပါတီပါတီရောဆောက်ဆက်ဆက်ဆက်ရတာအားလုံးနဲ့ဆက်ဆက်ပါရအောင်ဆက်ပါရအောင် အဲ့ဒီတရား26ရောင်နဲ့ကြက်ခါရီပါတီက33ရောင်တမ်းတို့တမ်းတို့က3ရောင်နဲ့ဒီတိုင်းလာတိုင်းလာပါတီတရားတစ်ပါးတရား2ရောင်ရှိတော့ပါတယ်ခင်ဗျာဒါပေမဲ့နားနားကြီးကဟိုကြက်ခါရီပါတီနဲ့ပါတီရဒီရဒီစနေကိုကြာချုပ်ခိုင်းလို့ကြက်ခါရီရတော့33ရောင်ပါတီ7ရောင်ဖြစ်သွားတယ်အဲ့ဒီတရား26ရောင်ကနေ7ရောင်ဖြစ်သွားတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုခုနမေးထားမှာပါတယ်ဗောလေဒီတက်ကကိုယ်စလဲရဲ့ဆွေးနွေးချက်ကဘယ်လိုရှိလဲဗျာ ဒီလေးဆိုရတဲ့တရားပါတော့တို့တော့ဒီ53ခါကြီးလို့တော့သဘောတူတယ်ဘာသာစာလုံးတော့ဟိုအပြစ်မပြစ်ဘူးဆွနေဆွနေသွားတယ်ခင်ဗျာမနေ့ကမနေ့ကဆွနေသွားတဲ့တရားပါလေဒီဘုမ္မာလေးချောင်းချောင်းကိုမြင်ဖို့ကတာကတာဆွနေသွားတယ်ခင်ဗျာဟုတ်ကဲ့ဒီဒီဘိုင်ချင်းဆွနေချက်တွေကိုပေါ့လေဘယ်နေ့လောက်မှအတည်ပြုနိုင်မယ်လို့သိရလဲဗျာဗရက်ကကြာကြာရောက်ဆွနေပြီတော့ဒီတာဒီတာဒီဘိုင်ချင်းဒီဗရက်ကဆုံးခဲ့ချက်ချပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါကိုရီဖြိုးကြီး ဒါကတော့ဒီဖွဲ့စည်းပုံပြင်ဆင်တဲ့ပတ်သက်လို့မြေပြေမှာရောက်ရှိနေတဲ့ဒင်းတော့ကိုနေဖြုံးကိုတိုက်ရိုက်မြင်ပြခဲ့တာပါဆက်လက်ပြီးဒင်းတွေကိုတင်ဆက်ပေးဦးမှာပါ